iPhone ပေါ်မှာကျွန်တော် VPN ချိန်30စက္ကန့်ပဲကြာပါတယ် VPN ကိုပြန်ဖြုတ်ရင်လည်း30စက္ကန့်ပဲကြာပါတယ်တကယ်ပြောတာပါလက်တွေ့တည်အောင်ချိန်ကြည့်ပါမယ်ဗျကျွန်တော်ကတော့အလွယ်တကူချိန်လို့ရအောင် home screen ရဲ့ bevel option တော့ကချိန်ပုံစံ icon လေးတစ်ခုဖန်တီးထားလိုက်ပါတယ် VPN ချိန်ဖို့အတွက်အဲ့ဒီ icon လေးကိုတစ်ချက်နှိပ်ပြလိုက်အောင်ပါပဲနှိပ်လိုက်တာနဲ့30စက္ကန့်အတွင်းမှာ VPN ချိန်သွားတာကိုပြပေးတဲ့ပုံစံလေးကိုညာဘက်အပေါ်ဆုံးတော့က battery နေရာမှာတွေ့နိုင်ပါတယ်ဒါမှမဟုတ် settings app ကိုဖွင့်ပြီး VPN ဆိုတဲ့နေရာမှာ on meter ဖြစ်နေအောင်လည်းတွေ့နိုင်ပါတယ်။ VPN ကိုပြန်ဖြုတ်မယ်ဆိုရင်လည်း home screen ညာဘက်အောက်ဆုံးတောင်ကပန်းရောင် icon လေးကိုနှိပ်လိုက်ရင် VPN ချိန်ထားတာကိုပြန်ဖြုတ်ပေးမှာပါ။တကယ်ပြန်ဖြုတ်ပေးသလားဆိုတာကိုသိအောင် settings app ကိုဖွင့်ပြီးကြည့်တဲ့အခါ VPN မှာ off ပေးထားတာကိုတွေ့ရပါတယ်။ချိန်တာနဲ့ဖြုတ်တာကို home screen ပေါ်က icon လေးကိုနှိပ်ပြီးပဲလုပ်လိုက်တာပါ။ VPN ချိန်တာနဲ့ဖြုတ်တာကို control center ကနေလည်းအချိန်မရွေးလုပ်လို့ရပါတယ်။ကျွန်တော်ဆိုရင် VPN ချိန်ဖို့အတွက်ဘယ်ဘက်အပေါ်ဆုံးတောင်မှ connect ဆိုတာလေးကိုထားထားပါတယ်။ညာဘက်က disconnect ဆိုတာကတော့ VPN ချိန်ထားတာကိုပြန်ဖြုတ်ဖို့ပါ။ connect ကိုနှိပ်ကြည့်လိုက်ရင် VPN ကိုချိန်ပေးသွားတာတွေ့ရပါတယ်။ disconnect ဆိုတာလေးကိုနှိပ်ရင် VPN ကိုဖြုတ်ပေးပါတယ်။ iPhone ကသုံးတိုင်အချိန်ကုန်တက်တာစီပြီးတော့ကို့အတွက်အရန်အသုံးဝင်ပါတယ်3စက္ကန့်အတွင်း VPN ချိတ်ဖို့စူးစမ်းခြင်းနဲ့ဆိုရင်ကျွန်တော်ပြောသလိုလိုက်လုပ်ကြည့်လို့ရပါတယ်ဗျပထမဆုံးအနေနဲ့လိုအပ်တဲ့ VPN app ကို download ဆိုရအောင်မယ်ဗျ App Store ကိုဖွင့်ပြီးတော့ညာဘက်အောက်ဆုံးတောင်က search ဆိုတာကိုနှိပ်လိုက်ပါ search ဆိုတဲ့နေရာမှာ VPN Super လို့ပဲရရှာလိုက်ပါအပေါ်ဆုံးမှာတက်လာတဲ့ VPN Super Unlimited ဆိုတာလေးကကျွန်တော်တို့သုံးမဲ့တစ်ခုပါအဲ့ဒါလေးကိုနှိပ်လိုက်ပါ download ဆွဲလိုက်ပါမယ်ဗျ download လုပ်ပြီးသွားတဲ့အခါပထမဆုံးအကြိမ်အနေနဲ့ VPN profile ကို iOS ထဲမှာ install လုပ်ပေးဖို့လိုပါတယ်။ဒါကြောင့် download ဆွဲထားတဲ့ application ကိုဖွင့်လိုက်ပါဗျ။ accept and continue notification တွေမတက်စေချင်လို့ don't allow ပဲယူလိုက်ပါတယ်။အခကြေးငွေပေးသုံးဖို့အစီအစဉ်မရှိသေးတာမို့အောက်ဆုံးက proceed with add ဆိုတာလေးကိုပဲယူလိုက်ပါဗျ။ continue ကိုနှိပ်ပြီးတော့အပေါ်ဆုံးက not to track ကိုယူပေးလိုက်ပါ။ VPN profile ကို install လုပ်ဖို့အတွက် connect လုပ်ပေးလိုက်ပါ။ allow ကိုနှိပ်ပြီး passcode ထည့်ပေးလိုက်ပါဗျ။ ကြောညာတွေအတက်ခံပြီးသုံးပါမယ်ဆိုတာကိုရွေးခဲ့တာမို့ကြောညာတွေတက်လာပါပြီ။ဒါပေမဲ့စိတ်မပူပါနဲ့။နောက်တက်တစ်ခေါက်ဒီထဲကိုလာစရာမလိုတော့ပါဘူး။ဘယ်ဘဲအပေါ်ဆုံးတောင်းက skip app ကိုနှိပ်ပစ်လိုက်ပါ။ VPN profile လည်း install လုပ်ခဲ့ပြီးပြီ။ VPN လည်းချိန်လို့ရသွားပြီမို့။ဒီ application ကို present app ထဲကနေဖယ်လိုက်ပါတော့မယ်။ဒုတိယအဆင့်ကတော့ iOS မှာပါတဲ့ shortcuts app ကိုဖွင့်လိုက်ပါ။ shortcuts app ကိုဖြစ်ထားရဆိုရင်လည်း app store ကိုဖွင့်ပြီးတော့ shortcut လို့ရိုက်ရှာရင်တွေ့ရပါတယ်။အချိန်မီ download ပြန်ဆွဲလို့ရပါတယ်။ ရော့ကက်အက်ထဲကိုရောက်ပြီဆိုရင်ညာဘက်အပေါ်ဆုံးတောင်က plus icon ကိုနှိပ်လိုက်ပါ။အောက်နားလေးက search action ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပြီးတော့ VPN လို့ရှာလိုက်ပါ။ set VPN ကိုရွေးလိုက်ပါ။ connect to VPN ဆိုတဲ့နေရာက VPN အပြာနှွင့်အောင်လေးကိုနှိပ်ပြီးတော့ VPN super ကိုရွေးလိုက်ပါ။ VPN ချိတ်မဲ့ shortcut အတွက်လိုအပ်တဲ့အမည်အယောင်နဲ့ icon ကိုလည်းရွေးပေးတင်ပါတယ်။ဒါကြောင့်နာမည်ပေးဖို့အတွက်အပေါ်ဆုံးက set VPN ရဲ့အနောက်မှာရှိတဲ့မြားလေးကိုနှိပ်ပြီး rename ကိုယူလိုက်ပါနာမည်တစ်ခုပေးလိုက်ပါနာမည်ပေးပြီး keyboard ပေါ်က dan ကိုနေလိုက်ပါ နောက်တစ်ခါအယောင်နဲ့ icon လေးတွေထည့်ပေးဖို့ choose icon ကိုယူလိုက်ပါအယောင်တစ်ခုကြိုက်တာယူလိုက်ပါ icon လည်းကြိုက်တာယူပေးလိုက်ပါအယောင်ရော icon ရောအဆင်ပြေပြီဆိုရင်ညာဘက်အပေါ်တောင်းကတန်းကိုနှိပ်လိုက်ပါ။နောက်တစ်ခါတန်းကိုနှိပ်လိုက်ပါ။အခုဖန်တီလိုက်တဲ့ shortcut လေးကတကယ်အလုံးလုံးမလုံးဆိုတာသိအောင်အဲ့ဒီပုံမှာတစ်ချက်နှိပ်ကြည့်လိုက်ပါ။နှိပ်လိုက်ရင် ညာဘက်အပေါ်ဆုံးတောင်မှာ VPN ချိတ်သွားတဲ့အနေအထားလေးကိုတည်တည်ထားမိလိုက်မှာပါ VPN ချိတ်သွားလာဆိုတာသိရအောင် control center ကိုဆွဲချပြီးဘယ်ဘက်ကဖုန်းလိုင်းတွေရှိတဲ့နေရာမှာ VPN ဆိုတာလေးပေါ်နေ VPN ချိတ်ဖို့ဖန်တီးလိုက်တဲ့ shortcut လေးကအလုံးလုံးပဲဆိုတော့အတီးပြုလို့ရသွားပါပြီ VPN ကိုဖြုတ်ပေးမယ့် shortcut လေးလည်းဖန်တီးဖို့လိုပါသေးတယ်အစကနေအစ်စ်ဖန်တီးတာမျိုးမဟုတ်ပဲလောလောလတ်လတ်ဖန်တီးလိုက်တဲ့ shortcut ပေါ်မှာဖိထားပြီးတော့ duplicate ကိုယူလိုက်ပါ duplicate ဖြစ်သွားတဲ့တခုကိုနာမည်အယောင် icon တွေပြောင်းပေးလိုက်ပါ ပြီးရင် connect ဆိုတဲ့နေရာမှာ disconnect ဆိုတာကိုရွေးပေးဖို့လိုပါတယ်။ဒါကြောင့်အပြာရောင် connect ဆိုတာလေးကိုနှိပ်ပြီးတော့ disconnect ကိုရွေးပေးလိုက်ပါ။ then ကိုနှိပ်လိုက်ပါ။ VPN ပြန်ဖြုတ်ပေးမယ့် shortcut လေးလည်းတကယ်အလုပ်လုပ်မလို့ဆိုတာသိအောင်တစ်ချက်နှိပ်ကြည့်လိုက်ပါ။ control center ကိုဆွဲချပြီးတော့ဘယ်ဘက်အပေါ်ဆုံးတောင်းမှ VPN လေးမရှိတော့ဘူးဆိုရင်ဒီ shortcut လေးကအလုပ်လုပ်ပါတယ်။ နောက်တစ်ဆင့်ကတော့ home စက်ခွင်ပေါ်ကို VPN အလွယ်တကူချိတ်ပေးနိုင်မဲ့အိုင်ကွန်လေးတစ်ခုတင်ထားဖို့ပါ။ဒါကြောင့် VPN ချိတ်ပေးတဲ့ shortcut လေးပေါ်ကအစလေးတုံးဆက်ကိုနှိပ်လိုက်ပါ။အပေါ်ကများလေးကိုနှိပ်လိုက်ပါ။ add to home စက်ခွင်ကိုနှိပ်လိုက်ပါ။ဒီနေရာမှာ home စက်ခွင်ပေါ်ကိုတင်မဲ့အိုင်ကွန်ကို Photos app ထဲကဓာတ်ပုံနဲ့အစားထိုးပြီးတော့တင်လို့ရသလိုအစကတည်းကပါတဲ့အိုင်ကွန်တွေကိုပဲဆက်တုံးလို့ရပါတယ်။ပြီးရင်တော့ညာဘက်အပေါ်တောင်က add ဆိုတာကိုနှိပ်လိုက်ပါ။အိုင်ကွန်လေးရောက်လာပြီဆိုရင်တော့ကြိုက်တဲ့နေရာမှာထားလို့ရသွားပါပြီ။ VPN ကိုပြန်ဖြုတ်ပေးမယ့် icon လေးကိုလည်း home screen ပေါ်မှာတင်ထားလို့ရပါတယ်။ icon လေးနှစ်ခုတကယ်အလုံးလုံးမလုံးသိအောင်နောက်တစ်ခေါက်စမ်းကြည့်စစ်ချင်ပါတယ်။ VPN ချိတ်ပေးမယ့် icon လေးကိုနှိပ်ကြည့်ရင်လည်းချိတ်သွားပါတယ်။ VPN ဖြုတ်ပေးမယ့် icon လေးကိုနှိပ်ကြည့်တာလည်းပြန်ဖြုတ်ပေးပါတယ်။ control center ကနေတဲ့ VPN ချိတ်တာဖြုတ်တာကို အခုလိုမျိုးလွယ်လွယ်ကူကူလုပ်လို့ရအောင်ထည့်ထားလို့ရပါတယ် control center ကိုဆွဲချလိုက်ပါလွတ်တဲ့နေရာမှာဖိထားပြီးတော့အောက်ဆုံးက add a control ကိုနှိပ်လိုက်ပါ အောက်ကိုဆွဲပြီးတော့ shortcut ကိုယူလိုက်ပါ choose ကိုနှိပ်ပြီးတော့ VPN ကိုချစ်ပြီးတဲ့ shortcut လေးကိုယူလိုက်ပါဗျလွတ်တဲ့နေရာကိုနှိပ်လိုက်ပါ control center တွေကိုရောက်သွားပြီဆိုရင်တော့ကြိုက်တဲ့နေရာမှာထားလို့ရပါတယ်ကျွန်တော်ကတော့ ဘဲဘဲအပေါ်ဆုံးတောင်းပန်ထားလိုက်ပါနဲ့ add a control ကိုပြန်နှိပ်ပြီး VPN ကိုဖြုတ်ပေးမယ့် shortcut လေးကိုလည်းထည့်ပါမယ်ဗျ choose VPN ဖြုတ်ပေးတဲ့ shortcut လေးကိုယူလိုက်ပါလွတ်တဲ့နေရာမှာနှိပ်လိုက်ပါဒီတစ်ခုကိုညာဘက်အပေါ်ဆုံးတောင်းပန်ထားလိုက်ပါတယ်လွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ all right control center ကနေပဲ VPN ဖြုတ်ပေးတဲ့ဟာလေးကိုပဲနှိပ်လိုက်ပါဗျ VPN ပြုတ်သွားပါတယ် VPN ချိန်ပေးတာလေးကိုလည်းထပ်နှိပ်ကြည့်ပါဗျ ချိတ်သွားပါတယ်အသုံးဝင်မယ်လို့မျောလင်းပါတယ်ဗျဒီဗီဒီယိုလေးထဲမှာအမှားပါရင်လည်းနားလည်းပြပါဗျနောက်ထပ်ရော iOS နဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ tips and trick တွေအများကြီးမျှဝေသွားဖို့ရှိပါတယ်ဗျကျေးဇူးများတင်ပါတယ်